မင်္ဂလာပါရှင်အမလေးဝတ်ချုပ်လေးရဲ့အပိုင်းသုံးနဲ့တူပြန်လည်ကြိုဆိုလိုက်ပါရှင်ဘွားကြီးတယောက်သည်ပလက်ဖောင်းပေါ်မှာစောင့်ကြောင်ထိုင်နေသည်ခဏကြာတော့ထရက်သည်လမ်းမော်ချီတလန်းစင်းသည်လမ်းတစ်ဖက်ကိုမျောကြည့်သည်ထို့နောက်ပလက်ဖောင်းပေါ်ပြန်တက်သည်စောင့်ကြောင်ထိုင်သည်ပြန်ထသည်လမ်းတစ်ဖက်ကိုမီးပြန်သည် သူ့ပုံစံမှာတစုံတစ်ခုကိုစိတ်ဆောနေပုံရ၏။ဒါကိုအောင်မလီကမြင်သွားခြင်းဖြစ်၏။လမ်းကကျက်သည်ဖြင့်ကားတွေကအချိန်မြင့်ပြီးမောင်းနေကြသည်။လူငယ်တယောက်အနေနဲ့တောင်တတိထားပြီးကိုရမိသဘောရှိ၏။ဒီလိုအခြေအနေမျိုးဟာအောင်မလီတို့အကြိုက်ဆုံးပေါ့။သူသည်အဖွားကြီးနာသို့ကတ်သွားပြီးလာအမေကြီးဟုပြောရင်းအဖွားကြီးလမ်းမောင်းကိုခြင်လိုက်သည်။တန်အားလျော်စွာ ထို့ခိုက်တံမှာကာနေနေရှင်းသွားသည်ခက်မမှန်သာလျှောက်ဘာမှမစိုးရိမ်နဲ့ကျွန်တော်ရှိတယ်အမေကြီးအောင်မလေးကအဖွားကြီးကိုဖေးမှပြီးလမ်းတစ်ဖက်ကိုခေါ်သွားသည်ဟိုရောက်တော့ကဲတော်လို့ရပြီအဖွားကြီးကကြောင်နောင်နောင်ပြန်ကြည့်ပြီးငါ့ဘယ်ကိုတော့ရမှာလဲဒတိမီလီယောတက်တဲ့အဖွားကြီးနဲ့လာတွန်းနေပြီးဟိုတွင်းမိသည်အသက်ကြီးလာတဲ့အခါဒီလိုပဲဖြစ်တတ်သည် ဓမယုံဆောင်ကြီးဥကြော်ထွေးဆိုလျင်တခါတလေအင်ကိုရောက်လာပြီးဥငွေရဖြိုးဥငွေရဟူခေါ်သည် လာဥကြော်ထွေးဘာကိစ္စလဲဥလီဟိုတင်းနေဗျာဆိုပြီးခန်းကုန်နေသည်လိုင်းကိစ္စကိုအစဖော်မင်းရပဲမိသွားပြီးစွန့်ချိုင်လှဲကြလို့လာဟူထောက်ပြီးတော့မဟုတ်ဘူးအဲနီးတော့နီးစက်တယ်ဟိုဟာလေဘာလဲရေချမ်းစင်ပြန်ပြင်ဖို့လား ဒေါ်စောလိုင်ကပါဝင်မိမိတော့မှဟာဟုတ်ပါပြင်းမို့တော့မဟုတ်ပါဘူးရေအိုးတလုံးကွဲသွားလို့အစားဝယ်ပေးဖို့လာပြောတာအသက်ကြီးတော့တတိကလည်းမေးတက်လိုက်တာလုံမာရောဆိုတာမျိုးဖြစ်တတ်သည် အခုလဲအဖွားကြီးကိစ္စတစ်ခုခုနဲ့အိမ်ကထွက်လာပြီးမှဖယ်သွားပြီးဘာလုပ်မလို့လဲဆိုတာမေ့သွားပုံရသည်ထို့ကြောင့်စဉ်းစားပါအောင်အဖွားရဲ့တစ်ခုခုမြဝဲသွားမလို့လား အမလီကလမ်းကြောင်းပြီးတော့အဖွားကြီးက"အိုးဘာမှဝယ်လို့မဟုတ်ဘူး။ဘဲမှသွားမလို့လည်းမဟုတ်ဘူး။ဒါဆိုငါမင်းလေးចောင်းကပြန်လာမှမဟုတ်စောင့်နေရ။မင်းကအဖွားလာလာဆိုပြီးဆွဲခေါ်တော့ဘူးမသိဘာမသိရောင်ပြီးလိုက်လာခဲ့တာကွ။ဟုတ်ဗျာ။ကျွန်တော်ကလမ်းကူရဲလို့လို့ထင်မိတာ။အေးဟုတ်တယ်မကူရဲဘူး။ဒီတော့ မင်းငါကိုဟိုဘက်ထမ်းပြန်လိုက်ပို့တော့ဟုတ်ဟုတ်ကဲ့မီအမလီနဲ့အဖွားကြီးပြောသလိုဟိုဘက်ကန်းပြန်လိုက်ပို့ရသည်ရက်ခါနီးမှပင်ဒိုင်နာကားစီးနှောင်းမှ꿰ပြီးပုံနေတော့ရင်ထင်းရဲတယောက်ထွက်လာပြီးသူတို့ရှင်မှပိတ်ရသည်ကဲကားပေါ်ကိုကြွားကြပါဟိုသူကလက်ဖြင့်ညွန်ပြရင်ပြောသည်အဖွားကြီးကကုညီမဲ့သူနဲ့အင်ကိုကားလိုက်ပုံးမဲ့သူနဲ့ ဟန်ကိုကြလို့ဒါပေမဲ့ငါကဘဲမှလည်းသွားစရာမရှိဘူးအင်ကလည်းဒီနားလေးမှာနေပါစေကွယ်အမလေးကလည်းဦးကြောင်ကြောင်တန်ရောင်လိုက်ပြီကျွန်တော်အိမ်ကတော့ဘတ်စကား၃ဆင့်စီးပြီးတာတော့လမ်းထက်လျှောက်ရအောင်ပါအဝေးကြီးပဲအာနာစရာကြီးဟုပြောနေသေးသည်ယင်ထင်းရဲ့ကအိမ်လိုက်ပို့မလို့မဟုတ်ဘူးငင်းကြကမကူပဲစီကမ်းမဲ့လမ်းဖြတ်ကူလို့ဖမ်းတာကဲကားပေါ်တက်ကြပါ ပြောရင် အဖွားကြီးရဲ့လက်မန်းကိုကင်ပြီးကားပေါ်တွန်းတင်ပေးသည်အမလီလည်းကားပေါ်တက်လိုက်ရသည်ကားပေါ်မှာလူ15လေးယောက်နဲ့ရှိနေပြီဖြစ်သည် တချို့ကငိုင်းတိုင်တိုင်တချို့ကလည်းတညင်းညင်းတညူညူတချို့ကမုံကုတ်ကုတ်ရထားချက်ပြည့်သွားလို့လာပဲမသိလူထမ်းမဆောင်တော့ပဲရုံးစီတော့မောင်းသွားသည်အလုံးကိုရုံကန်နေဆုထိုင်ခိုင်းထားတော့အဖွားကြီးကစောရကတက်သည် ငံမြေးကြောင်းပြန်သွားဆောင်နေတာခုတိုင်းဆိုလွဲကုန်တော့မှာပဲထိုခါတာဝန်ကြအရာရှိကဒါဆိုလည်းအတော်ကြီးကိုတော့ခွင့်ပြုလိုက်မယ်တန်ငွေဆောင်ပြီးရင်သွားနိုင်ပြီဗာတန်ငွေဟုတ်လားငါကအင်းကနေဒီတိုင်းထွက်ချလာတာပတ်စံဘဲပါမလဲဒါဆိုရင်တော့ထိုစင်မအောင်ပါလီကဝင်ပြောသည်အမေကြီးအစကျွန်တော်ကပဲတန်ငွေဆောင်လိုက်ပါမယ်အခုဟာကလည်းကျွန်တော်ဆက်ဆော့လို့အဖမ်းခံရတာပဲ အမလေးကဓာငွေစိုက်ဆောင်ပေးလိုက်သည်အဖွားကြီးကကျေးဇူးတင်လိုက်တာကွယ်ပြီးရင်မင်းငါအိမ်ကိုဝင်ခဲ့ပတ်စံပြန်ပေးမယ်တိလားဆိုပြီးသူ့လိပ်စာပြောပြသည်ပြီးတော့ဒါနဲ့မင်းနာမည်ဘလို့ခေါ်တယ်လဲအောင်ပါလေးတဲ့ခမအမေနာမည်ကအစမ်းဟဲ့ဟုချီးကျူးသွားသေးသည်အောင်ပါလေးအပါဝင်ကြံရိတ်ခဲ့သူများမှာရင်စည်းကမ်းနှန်းစည်းကမ်းအခွေတွေကြည့်ရသည်ပညာပေးဟောပြောမှုကိုနားထောင်ရသေးသည် ပြီးတော့မှတန်ခွေဆောင်ရသည်တခြားသူတွေကတော့အတီးတီးဆောင်ပြီးတောက်ခွင့်ရသည်အမလီကတော့ကျွန်တော်မှပတ်စံမရှိတော့ဘူးလမ်းစိတ်ပဲကျန်တော့တယ်စောစောကအမေကြီးအတွက်စိုက်ဆောင်ပေးလိုက်ရလို့ကုန်ပြီဟုပြောတော့အခါတောင်ဝင်ခံရရှိက မင်းအိမ်မှာဖုန်းရှိသလားခေါင်းခါပြတော့အိမ်နီးနားမှာရောလမ်းထိန်နာကစတိုးဆိုင်မှာတော့ရှိတယ်အဲ့ဒီကိုဖုန်းဆက်ပြီးတော့မင်းကိုပတ်စံယူလာခဲ့ဖို့မှားလိုက်လို့ရလားရပါတယ် ါဆိုဒီခုံးကပဲဆက်စတိုးဆိုင်ကိုဖုံးဆက်ကြည့်သည်လိုင်းမကောင်းတာလားဖုံးပြက်နေတာလားမသိဆက်လို့မရမင်းမနိုင်ငံသားကက်ကားလိုင်စင်ဝန်ထမ်းကက်အဲ့ရမျိုးစစ်စစ်ရေးကက်တခုကိုမပါဘူးလားမပါဘူးစရာဒါဆိုလည်းမတက်နိုင်ဘူးထိုင်နေပေါ့ကွာခဏကြာတော့အခါရင်းရစီမှာတအေးအေးနဲ့ကြွထိုးလာလေသည်ရေထတော့လို့လည်းမပြောက်နှိမ့်နေလို့လည်း တော်တော်နေရခက်သည်။အောင်မလီကသူ့နာကိုထားသွားပြီးဇပွဲရှိမှရရင်ဆရာဆရာဦးခေါ်လိုက်သည်။ရဲရရှိကမော့ကြည့်သည်။သူသည်ရဲရရှိကြေရောက်လုံးလုံးနေပြီးချွထွန်းနေရသလားဟု သူ့ကိုယ်သူမကြည်မနှက်ဖြစ်နေုံရသည်။လူကြားထဲမှာအနေရထိုင်ရခက်နေဟန်လည်းရှိသည်။ချွထိုးတာပျောက်တဲ့နည်းရှိတယ်ဆရာ။ရဲရရှိကစိုက်ကြည့်နေသည်။အောင်မလီကပဲဆက်ပြောသည်။ ဒူးထောက်ထိုင်ပြီးတော့လက်ချောင်းတွေကိုဒူးထိတ်နဲ့ကပ်ပြီးကားထားမျက်လုံးကိုအစွမ်းကုန်ပြူရှာကိုအစွမ်းကုန်ထုတ်ပြီးအာအာလို့အွန်လိုင်းပျောက်သွားရောတော်စမ်းမှာကွာပောက်ကရလာမပြောနဲ့တော့ထိုင်နေဖူဟောက်လိုက်တဲ့ဖြင့်အောင်မလေးခက်ကောက်ကိုပြန်ထိုင်နေလိုက်ရသည်ဂျွထိုးကောင်ကပြောင်းဝင်သွားပဲပို့ဆိုးလာသည်အကြင်ရီအတွက်ကလည်းစိတ်လာသည် အလုံးလုံးလို့မရနိုင်လောက်အောင်နှောက်ရက်ပေးလာသည်ဖြင့်ဟဲ့ကောင်လေးလောင်း ရင်းရရှိကအောင်မလေးကိုလှမ်းခေါ်ပြီးဆော့ဆော့ကမင်းပြောတဲ့နေကကိုတွေ့လာမှုတ်ဘူးเสียဆောက်ထင်းမှာဖတ်ဘူးတာရင်းရရှိခဏတွေ့ပြီးစဉ်းစားနေသည်ထို့နောက်ရုံးခန်းထဲမှထွက်သွားသည် အမှုတွေတင်ထားသော အခန်းချင်းကလေးထဲဝင်ပြီးဟိုကြီးတီကြီးလှုပ်ပြီးနောက်အောင်မလေးပြောတဲ့အတိုင်းလုပ်ကြည့်သည်တစ်ချက်တစ်ချက်ကြိုးထိုးလာတော့လဲအရင်ကလောက်မထိုးတော့ကြောင်တွေ့ရသည်သူဆက်ပြီးလှုပ်သည်အတော်နေတာထိုင်တာရှိလာသည် ထိုစဉ်တွင်ရဲတက်ချက်ကြီးတယောက်အခန်းထဲဝင်လာသည်မျက်လုံးပြပြရှာကြီးထွက်နေသောသူ့ဆရာကိုမြင်သောအခါလှန့်သွားပြီးဟာဆရာဆရာဘာဖြစ်အနားကိုပြေးလာသည်ရဲရန်ရှိကလည်းရှကိုးရှကန်ထရက်လိုက်ရင်သူ့နီးကစိုးတော့မစိုးဘူးဘာဟုပြောပြီးဟီကနေရင်လိုက်သည်စင်းနီးကတကယ်ပဲစွမ်းနာလားတိုက်ဆိုင်လာတာတော့မသိကျွထိုးတာပြောက်သွားသည် ရုံးစင်းချိန်နဲ့နီးလာပြီးရင်းရရှိမှပြင်းပြင်းရွှင်ရွှင်ဖြစ်နေပြီးအောင်မလေးအပေါ်မှာလည်းစိတ်ကောင်းဝင်လာ၏ထို့ကြောင့်နေစမ်းမအောင်ကဆော့ဆော့ကမင်းတံငွေစိုက်ဆောင်ပေးလိုက်တဲ့ဘွားကြီးကမင်းသိလားဟုမင်းသိမဟုတ်ဘူးဆရာဒီနေ့မှတွေ့ဘူးတာပါဒါနဲ့များမင်းကအမလေးကအဖွားကြီးလမ်းကူးဖို့အခက်ခဲဖြစ်နေတယ်မှတ်ပြီးကုညီမိဘကိုပြောပြသည်ရင်းရရှိကရင်လိုက်ပြီးကဲကဲ မင်းစိတ်ကောင်းရှိတာကိုအတိအမှတ်ပြုတဲ့အနေနဲ့ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်။နောက်တစ်ခါခုလိုစီကံဖောက်ရင်တော့တံငွေနှစ်ဆရရမယ်။ကြလား။ဟုတ်ပြောပြီးပြန်ခွင့်ပြုလိုက်သည်။ပြောရင်းဆိုရင်းနဲ့ဒီကောင်ငငယ်တုန်းကကိစ္စတစ်ခုကိုတတိယမိသေးတဲ့အကိုကြီးရဲ့ဟုတ်တော်စောလိုင်ကပြောသည်။ကိုဝင်ရည်အကိုကြီးဆုံးဥွှေရအိမ်မလေးရအလေရောက်နေသည်။သူဒီအရာရှိကြီးတယောက်ဖြစ်ပြီးနေတကာရှောက်ပြောင်းနေရသူ။ ပင်စင်ယူတော့နောက်ဆုံးရောက်ရှိနေသောမြို့မှာပဲအခြေချနေခဲ့သည်ရန်ကုန်ကိုပြန်မြောက်တာကြောင့်15နှစ်လောက်ရှိနေပြီဖြစ်သည်လူပြိုကြီးဖြစ်၏နောက်ဆုံးတစ်ခေါက်ရန်ကုန်ရောက်စဉ်ကအမလေးကူညီတဲ့တံကိုခံလိုက်ရသေးသည်ခရီးပန်းလာသည်ဖြင့်ရောက်ရောက်ချင်းတရေတမောအိမ်မိသည်သူကနှုတ်ခမ်းမွေးခက်ရှိရှိထားသူဖြစ်သည်အသက်ကြီးလာပြီဆိုတော့နှခမ်းမွေးရေကအဖြူတဝက်အနံတစ်ပိုင်းဖြစ်နေပြီး အမလေးကကြည့်မကောင်းမှုထင်သည်ဒါနဲ့သူ့အဖေစပွဲပေါ်မှာမှင်ပလင်းကိုယူသည်စုတ်တံအသေးလေးကိုမှင်ရေဆုပ်ပြီးဥငွေရည်နှကမ်းမွေးဖြူပေါ်တုပ်ပေးသည်မှင်ကနှကမ်းမွေးပေါ်ကောင်းကောင်းမဆွဲသဖြင့်ခက်ရွှဲရွှဲလေးတုပ်ရသည်ဥရွှေရမှာအိမ်မောကြနေသဖြင့်ဘာမှမသိလိုက်မှင်မချောက်ခင်မှာပင်ချွေးတွေပြန်လာသည်နှကမ်းမွေးထားသူတို့၏အကျင့်အတိုင်းလက်နှစ်သက်မိ၏ မင်းနစ်ချွေးရနဲ့ရောပြီးပါပေါ်မှာမင်းစီမှာပေးချန်ကုန်သည်ဒီကြောင့်ပြန်ပြောင်းရင်ရင်မောမိကြသည်ဒေါ်စောလိုင်ကလည်းအားကြမခံပြန်ပြောသည်အဲ့ဒီတော့ငါကျမမင်းရဲ့ချန်ထားလို့ကတိမောင်မဆောင်းချုံပြီးကိုင်းနေတာအောင်မလီရောက်လာပြီးအမေပါဖြစ်တာလဲမေးတယ်ကျမကချမ်းလွန်းလို့မှသားရဲ့ပြောတော့ဘာလို့တန်မှတ်လဲထိုစင်မှာဒါနရှင်များရှင်ဆိုသောအတန်နှင့်အတူတိလရှင်တွင်အင်ရှိရောက်လာသည် ဒေါ်စောလိုင်က ရှင်မဲဆက်ပြောပြလိုက်ဟုဦးငရကို တောင်းရင်ပေးခဲ့သည်မိဘပတ်ဝင်ဇလုံးနဲ့ဆန်ထည့်ပြီးအိမ်ရှိစီထွက်သွားသည်တိလရှင်တွေကိုဥဆောင်လာသောဆရာလေးမှာဒေါ်စောလိုင်နဲ့အတော်ကြီးနေသည်မင်းနီးပဲနေမလားအမလေးကိုကိုဝင်ရှိနေတဲ့အချိန်တည်းကဒီအိမ်ကို အလူခံကြွနေကြပဲကိုထိုစဉ်ကဆရာလေးမှာကိုနှစ်ဆယ်နှစ်အရွယ်လောက်သာရှိအောင်မီ ဘန်းထဲသို့ဆန်းထည့်ပြီးနေစဉ်ဆရာလေးကအောက်မလီတယောက်ကဟုတတိတယမိသည်စောစောကတော့တွေ့တာပဲအပြင်းများထွက်သွားပြီလားမသိဘူးဆရာလေးကပြုံး၍ဒီအိမ်ရှေ့ရောက်လာတိုင်းငငယ်ကအကြောင်းအမှတ်ရမိတယ်တခါသားမှပေါ့အိမ်ရှေ့မှာရက်နေတော့မိုးကတဖွဲဖွဲရွာလာရောထီးကလည်းမပါတော့ခေါင်းခုပေါ်ဝါနဲ့အုပ်ရမလားဘာလို့ရမှန်းမသိဖြစ်နေတော့အောင်မလီရဲ့ပြေးထွက်လာပြီးသူ့အုတ်ထုတ်ကလေးကိုလာပေးတယ် ဆရာလေးကငယ်လဲငယ်သေးတော့ရုတ်တရက်ရံပြီးအောက်ထုပ်ကိုစောင်းမိလိုက်တာပေါ့တို့ဆရာကြီးကအိမ်နေမရကောင်းလားဆိုပြီးစူးလိုက်တာလေဟုတ်လဲဟုတ်ပါရဲ့တိလာရှင်နဲ့အောက်ထုပ်နဲ့ဟုပြန်တွေးပြီးမြောင်ကြည့်တောင်မှရည်ချင်တယ်ဒေါ်စောလိုင်က ရေးလိုက်ပြီးခုလဲဒီအတိုင်းပဲလူတကာကိုလိုက်ပြီးကူညီနေတာပဲအင်မတန်စိတ်ကောင်းရှိတဲ့ကလေးပါဆန်လောင်းတဲ့အခါမှလည်းမြင်းမြထဲမြင်းမြထဲလို့ဘေးကနေလာအောင်တက်သေးတာရော သူတို့နှစ်ဦးစလုံးစကားလက်ဆောင်ကြနေမှာဦးငွေရကလည်းစောစောကမစောလိုက်ပြောလက်စအကြောင်းကိုဦးရွှေရအာပြောပြနေသည်မိရဲ့ချမ်းထားတဲ့လူတွေရဲ့ထုံးစံတိုင်းမကိုကြီးဟာဆောင်ချုံထားပေမဲ့အချမ်းမပြေပဲတုံနေရပေါ့အောင်မလီကဒါကိုကြည့်ပြီးသူ့မိချမ်းပြူဟာဘာလုပ်ရမလဲစဉ်းစားတယ်အောင်မလီသည်နောက်ဖေးဘက်သွားပြီးတန်မီးဘိုကိုယူလာခဲ့သည်မီးဘိုထဲမှာမိကြီးကအနှင်းငယ် ကံအားလယ်စွာကြံ့နေသေးသည် မိသွေးထက်ဖြည်သည်မိဘကိုသူ့အမိကလေးအောက်မှထည့်ပြီးရက်ခတ်ပေးသည်မိခွဲတွေဆွဲပြီးအချိန်ကောင်းလာသည် ထိုအပူချိန်ကြောင့်လာပဲမသိမစောလိုက်မှအတော်နှွေးထွေးလာသည်အောင်ပါလင်မိဘပေးတာတော့သူမတိလိုက်ပဲမိခနဲ့အိပ်ပျော်သွားသည် အမလေးကလည်းမကြခဏကြည့်ပြီးမီးအချိန်မရောက်အောင်ရက်ခတ်ပေးသည်။ကြာတော့အခန်းထဲမှာမီးခိုးတွေဖုံးလွှမ်းလာသည မစောလိုက်လဲချမ်းတော့ဟုဆိုရင်လက်နိုးလာသည်ဒီတော့မှအောင်မလေးရဲ့လောက်ပတ်ကိုတိရလေသည်ကံကောင်းလို့ပဲပေါ့မစောလိုက်တာနိုးမလာရင်ကရင်မီးလောင်တော့မှအခုတော့မီးဘောဘောတက်တက်ကအခင်းပြားတွေမီးကျွမ်းစာပြုတ်နေပြီဥွှေရကရရင်ဒီကောင်ကစိတ်ရင်းတော့အင်မတန်ကောင်းတာကွာမစီမဆိုင်တာတွေရှောက်ရှောက်ပြီးကူနေတာပဲခက်နေရကျွန်တော်ဖြင့်တခုတောင်သွားစဉ်းစားမိသေးတယ်ဘာလဲကွာဗမာယူဆတခုရှိရလေ တချို့လူတွေကတခိုးနှက်ခန့်နဲ့ရှင်ပြီးမွေးလာတယ်ဆိုတာဒီလိုလူမျိုးကဘလောက်ပဲချမ်းသာနေနေဘလို့ချင်းနေမျိုးပါပဲရရမခိုးရမနေနိုင်ဘူးလေဇုံလေးတချောင်းမီးချစ်ကလေးတလုံးဖြစ်ဖြစ်သူများမသိအောင်အလေးတုပ်လိုက်ရမှာခြင်းနဲ့တယ်ဒီလိုပဲအမလေးကလည်းသူများကိုကူညီပေးတတ်တဲ့နှက်ခန့်နဲ့ရှင်မွေးလာလားမသိဘူးကူညီရတဲ့နှက်ခရင်လို့တော့မကြဘူးတခုတော့ရှိတယ်ကွဂျိုရင်မှာပပဂျုံနဲ့တောမဂျုံရဲလို့ရှိတယ် ။ပပဂျိုဆိုတာဂျိုဆိုတောမဂျိုဆိုတာကောင်းတဲ့ဂျိုကြည့်ရတာတောမဂျိုတွေကြီးပဲပူးနေတဲ့အချိန်မွေးလာလို့အကောင်းလုံးနေတာထင်တယ်။စကားလေးပြောလိုက်လက်ဖက်ကလေးစားလိုက်ရင်းနှွေးချမ်းလေးတောက်လိုက်နဲ့ကရင်ချင်လာရင်တို့သည်ဥရွှေရသည်သူ့အရာစီထားတော်ပြီးခေါင်းရင်းမှချထားသောတရေအိတ်ငယ်လေးကိုတော်ယူလာသည်အိတ်ကိုဖွင့်ပြီးလက်နိုင်သည်လက်ပြန်ထုတ်တော့ပလတ်စလစ်အိတ်လေးတစ်ခုပါလာသည် သူမျက်မှောင်ကုတ်သွားပြီး အိတ်ထဲကိုကြည်ဟာငါစေတံပဲရောက်သွားလဲဟုတ်ပြောပြီးသူ့အိတ်ရှာနားမှာသွားရှာသည်ဆောင်းတွေကောင်းနေပါလှန်ကြည့်သည်မတွေ့အကိုကြီးအထားမလို့လားဟုဥငွေရကမေးသည်မမပါဘူးကွာငါကစေတံကိုတောက်ပြီးတာအိတ်ထဲကိုတတိတရပြန်ထည့်နေကြကွပျောက်မှာဆိုလို့ထိုစဉ်တွင်စွန်းစံလောင်းတဲ့ကိစ္စပြီးလို့အိမ်ထဲပြန်ဝင်လာတော့စောလိုင်ကဘာဖြစ်လို့လဲဟုမေးသည် ဆေးတံပြောက်လို့တော်စိုးလိုင်ကဥငွေရကိုဖြက်ကနေကြည့်သည်ဥငွေရလည်းအတိတ်ပဲပါပါချင်းအောင်မလေးအောင်မလေးဟုအခေါ်လိုက်သည်ဖျားလာပြီဖေးခဏလေးပြန်ထူးတန်ကြသည်တအောင်ကြမှာထွက်လာသည်လက်ထဲမှာဆေးတံတစ်ချောင်းအဝိစနစ်ပုတ်ရင်းကင်လာသည်ဟောဥရွှေရကဆေးတံကိုလက်ညှိုးထွင်းရေရွလိုက်စဉ်အောင်မလေးကပါကြီးကလည်းညက်ပတ်လိုက်တာ ဈေးတံမှာလက်စီတွေပေးလို့ရေးဆေးပေးနေတာဟာရေးဆေးတယ်ဟုတ်တယ်လေဘာကြီးတော့မှ အပြင်းကလည်းကြီးသေးတယ်ဈေးတံဦးထဲမှာဈေးကြီးတွေတက်နေလိုက်တာအပေါက်တောင်ပိတ်တော့မယ်ဓာတ်ဥချုံလေးနဲ့ချစ်ပြီးခွာရတာအတော်လေးခွာယူရတယ်ဟောခုတော့အစ်စ်တိုင်းဖြစ်သွားပြီတွေ့လားဆိုပြီးဈေးတံကိုဥွှေရလက်ထဲထည့်ပေးလိုက်သည်ဥွှေရမှာဘာမှမပြောနိုင်မဲဈေးတံကိုမျက်လုံးကြီးပြူပြီးကြည့်နေသည် ပိုပြီးတန့်သွားအတွင်းဘက်ကိုကော်ပက်လေးနဲ့တောင်စားပေးထားသေးတယ်။ဘယ်နဲ့လဲ။တကယ်တော့စီးတယ်ဆိုတာအသစ်ဆက်ဆက်ဆိုရင်တောက်လို့မကောင်းပဲဆက်ရှားရှားဖြစ်နေတတ်သည်။တောင်ရင်တောင်ရင်စီးစီးတက်လာတော့မှအရသာရှိသည်။ဒီလိုဖြစ်အောင်လည်းအချိန်ယူပြီးကျင့်ရသည်။အိုးထဲမှာစီးကျေးထူလေးကောင်းနေပဲ။ဝိုင်းရင်တပိုင်းရင်စီးတယ်တမဟုတ်မဟုတ်ဆိုတာစီးကျေးအထူပါးကိုကြည့်ပြီးခမန်းနိုင်သည်။ဥွှေရမှာ သူ့စေးတံကိုဒီချင်နေရအောင်ငါးပေါင်းနှစ်ပေါင်းအတော်ကြာအောင်စိတ်ရှိရှိနဲ့ကျင့်ခဲ့ရတာဒီစေးတံကိုလည်းမိမချော်လေးလှလှထားသလိုခုံယူခဲ့ရတယ်ခုတော့အမန်ဒီကသူ့အမြတ်တံတို့တမိုးထားသောစေးကြီးတွေပြအောင်ချစ်ထုတ်ပစ်လိုက်ပြီကော့ဘတ်တံစပစ်ပေးလိုက်သေးတဲ့လောက်ရပါပဲတော်မချူရဲ့ဟူ၍သာဥွှေရရေရွနိုင်တော်သည်